ဒီအခန်းမှာတော့ကျွန်တော်တို့အင်္ဂလိပ်စာမှာသုံးတဲ့ proposition တွေဘာမှလို့ခေါ်တော့ပစ္စည်းလို့ခေါ်လို့ရပါတော့အဲဒီ proposition တွေအကြောင်းပြောပြမှာဖြစ်တယ် proposition ဆိုတာကြတော့ဘာလဲဆိုတော့ in တို့ on တို့ at တို့ to တို့ for တို့အစားသဖြင့်တွေ့နေကြစကားလုံးလေးတွေပဲပေါ့နော်ဒါပေမဲ့ဒီစကားလုံးလေးတွေကတွေ့ရများတယ်ပြီးတော့မှားလဲမှတ်တတ်တယ်အဲ့တော့ဒီ proposition တွေကိုသူရ definition ရကြည့်မယ်ဆိုရင် အရာဝတ္ထုနှစ်ခုသို့မဟုတ်နှစ်ခုနဲ့ပိုတဲ့အရာတွေကိုချိတ်ဆက်ပေးတဲ့စကားလုံးဖြစ်တယ်။ပြီးရင် preposition တွေရဲ့ရှေ့မှာ noun တို့ verb တို့ adjective တို့ရှိနိုင်တယ်။ပြီးရင်အဲ့တော့အဲ့ဒီစကားလုံးတွေကိုသူ့ရဲ့နောက်မှာလိုက်လာတဲ့ noun သို့မဟုတ် pronoun နဲ့သူကချိတ်ဆက်ပေးတာဖြစ်တယ်။ဆိုတော့ preposition တွေကအများကြီးပဲပေါ့နော်။ဒီစရာမှပြတာသူအများကြီးရှိတယ်။အဲ့တော့ကျွန်တော်တို့က group ခွဲလိုက်မယ်ဆိုလို့ရှိရင်တော့ဒီအပေါ်က in on at behind above below between next to စတဲ့နေရာတွေကတော့နေရာကိုပြတဲ့ proposition တွေပြဖြစ်တယ်။နောက်ဒီဒုတိယတစ်ခုပေါ့နော်။ကတော့ time ကိုပြတဲ့ proposition တွေဖြစ်တယ်။အဲ့တော့ in တို့ on တို့ as တို့ကတော့နေရာပြတဲ့နေရာ group မှာရော time ကိုပြနေနေမှာလေသူကသုံးတာပေါ့နော်။နှစ်နေရာလုံးမှာပါနေတယ်။ပြီးရင် so to across along down up စတာတည်းကတော့သူက movement လှုပ်ရှားမှုကိုပြတဲ့ proposition တွေဖြစ်တယ်။ဆိုတော့အောက်ပြီးရင်နောက်ထပ်ဒီ group သုံးခုအပြင်နောက်ထပ် proposition တွေလည်းရှိသေးတယ်။အဲ့တော့ proposition တွေကအရင်များတဲ့အခါကျတော့သူအကုန်လုံးကိုသိပြီးအကုန်လုံးကိုလွတ်ကျက်ဖို့မဖြစ်နိုင်ဘူး။အဲ့တော့ကျွန်တော်တို့သူ့ကိုလေ့လာတဲ့အခါမှာမလုပ်ဖို့လိုလဲဆိုတော့အင်္ဂလိပ်စာကိုမြန်မြန်ဖတ်ဖို့လိုတယ်။မြန်မြန်နားထောင်ဖို့လိုတယ်။ပြီးတော့သူ့ကိုကျွန်တော်တို့အတွဲလိုက်မှတ်သားဖို့လိုတယ်။ဒါကို land in context လို့ခေါ်တာပေါ့နော်။ ဥပမာကျွန်တော်တို့အင်းရဲ့အထိပယ်အင်းဟိုဘယ်နေရာမှာသုံးတယ်အဲ့လိုကြီးအကုန်လိုက်ကြက်လို့မရနိုင်ဘူးသူကအမြဲတမ်းလည်းပြောင်းလဲနေတယ်ပေါ့နော်အသုံးလုံးတက်တယ်လည်းအမြဲပုံနေတယ်အဲ့တော့ value နေရာမျိုးမှာ in ကိုသုံးတယ်ဆိုတာမျိုးကျွန်တော်တို့ကသူ့ရဲ့တွဲလိုက်လေးမှတ်ထားဖို့လိုတယ်။နောက်အခြေခံ rules လေးတွေတော့ရှိတယ်။အဲ့အခြေခံ rules လေးတွေကိုတော့ကျွန်တော်ကဆက်ပြီးပြောပြသွားမှာဖြစ်တယ်။ပြီးတော့မှဒါတွေကိုညံ့ညံ့လေးချင်းညံ့ညံ့အသုံးပြုလို့ရှင်တော့ proposition တွေကိုမှန်မှန်ကန်ကန်သုံးထားပါမယ်။ဒါပေမဲ့လုံးဝကြီးအမှားကင်းဖို့ဆိုတော့ တော်တော်ကြီးတော့မလွယ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးအနေနဲ့အချိန်နဲ့ပတ်သက်တဲ့ proposition တွေကိုရေးလာကြမယ်အဲ့တော့အချိန်နဲ့ပတ်သက်တဲ့ proposition မှာ at ရဲ့ on ရဲ့ in ရဲ့ဒီစကလုံးသုံးလုံးကအရင်မှားတဲ့အဲ့တော့ဒီစကလုံးသုံးလုံးမှန်မှန်ကန်သုံးတဲ့ဖို့ဘယ်လိုသုံးရမလဲပေါ့နော်အဲ့ဒါလေးကိုအရင်ကြည့်မယ်အဲ့တော့ at က clock time နေမှာသုံးတယ်အချိန်အတိအကျပြောတဲ့အခါမှာ at ကိုသုံးတယ်နောက် special day တွေဒါမှမဟုတ် weekend တွေအကြောင်းပြောတဲ့အခါမှာ app ထုတ်သွားမယ်အဲ့တော့ဒီမှာဥပမာလေးကိုကျွန်တော်ကြည့်မယ်ဆိုရင် at 7 o'clock 9:00နာရီမှာတွေ့မယ် at 3:15စသဖြင့်အချိန်အတိအကျပိုင်းရှိရ app သုံးမယ်နောက်တစ်ခုက at noon နေ့လယ်7:00နာရီတဲ့တယ်ကို at noon လို့ပြောမယ် now at midnight ဆိုည7:00နာရီတဲ့တယ်နောက်တစ်ခုက at lunch time နေ့လယ်သာစားချိန်နောက်တစ်ခုက at sunset at sunrise ပေါ့နော်နေထွက်ချိန်နေဝင်ချိန် အဲ့လိုအခါမျိုးမှာ at ကိုသုံးတယ်ပြီးရင် christmas ဆိုရင် at christmas new year at new year at christmas at new year ဆိုတာ christmas ကာလ new year ကာလစသဖြင့်ပေါ့နော်အဲ့ဒီကာလကိုပြောတာဖြစ်တယ်ပြီးရင်နောက်တစ်ခုက at weekend စနေတနင်္ဂနွေပိတ်ရပေါ့နော်အဲ့ဒါ weekend ဒါကတော့ british english မှာ at လို့ပြောတယ်အဲ့တော့ဒီမှာမှတ်ထားဖို့လိုတာကျွန်တော်တို့အမြဲ၃လေးရှိတဲ့စကားလုံးရှိ at the moment ခုအခုလောလောဆယ် at the moment နောက်တစ်ခုက at present အခုလက်ရှိကာလလို့ပြောတယ်ပေါ့နော်နောက်တစ်ခုကညကျတော့ at night လို့ပြောတယ်အဲ့တော့ at မနက်ခင်းကျတော့ in the morning afternoon ဆိုရင် နေ့လယ်ခင်းဆိုရင် in the afternoon လို့ပြောပေမဲ့ညကျတော့ at night လို့ပြောတယ်အဲ့ဒါလေးလည်းမှတ်ထားဖို့ at ပြီးတော့ on on ကျတော့ကျွန်တော်တို့က day တွေ date တွေမှာသုံးတယ်အဲ့တော့ Sunday Monday Tuesday စသဖြင့် day of the week ပေါ့နော်နောက်တစ်ခုက date Now specific day တွေ special day တွေကိုလည်းသုံးတယ်အဲ့တော့အဲ့တော့ on monday အဲ့လိုပဲပြောเนาะအဲ့တော့ at monday လို့မပြောဘူး on friday night နောက်တစ်ခုက date တွေ25 December ဆိုရင် on 25 25 December ဒါမှမဟုတ် 30th May အလို on နဲ့ပြောမယ်။ Now on Christmas Day Christmas နေ့ပေါ့နော် Christmas နေ့တဲ့တဲ့မှာဆိုလို့ရှိရင် on Christmas Day on new year's day ဆိုတော့ January လတရက်နေ့ on new year's day ပေါ့เนาะနောက်တစ်ခုက on the last day ဆိုရင်အဲ့လိုပေါ့ day ပါလာတယ်ဆိုရင် on နဲ့ပြောတယ်တော့တော်တော်များများတော့ဒီ day ပေါ့เนาะ day ဆိုရယ်စလုံးပါတယ်နောက် Sunday Monday နောက် date တွေပါလို့ရှိရင် on နဲ့သုံးတယ်နောက် on the weekend American English မှာကြတော့ weekend ကို on the weekend လို့ပြောတယ်ကတော့ in ပေါ့ in ကြတော့ ချိန်အတိအကျလေးကိုပြောတာမဟုတ်ဘဲနဲ့အချိန်ကာလလေးတစ်ခုပေါ့ longer periods of time ကိုပြောတာဖြစ်တယ်အဲ့တော့ဘယ်လိုခါမြင်မှာသုံးလဲဆိုတော့လတွေနှစ်တွေနောက်တစ်ခုက season ပေါ့နော်ရာသီဥတုတွေအဲ့ဒါတွေကိုပြောတဲ့ခါမှာသုံးတယ်အဲ့တော့ in january လို့ပြောတယ်အဲ့တော့ on january တို့ at january တို့မပြောတော့ဘူးနော် in january ဖြစ်သွားမယ်ရီယာဖြစ်တဲ့2025 in 2025 now in the 1990s 1990နှစ်များနော်အဲ့လိုမျိုးပြောတယ် Now အနာဂတ်ကာလ in the future အတိတ်ကာလဆိုရင် in the past Now in the morning in the afternoon in the evening ဒါမဲ့ night ကြတော့ at night เนาะရှင်းမပြောခဲ့ပြီ Now ရာသီဥတုတွေ in spring in summer in winter စသဖြင့်ပြောတယ်နောက်တစ်ခုက2နာရီအတွင်း in 2 hours ပေါ့နော်တစ်ပတ်အတွင်းဆိုရင် in a week သုံးလအတွင်း in 3 months ဘယ်လိုမျိုးတွေပြောကြလဲနောက်တစ်ခုမှတ်ဖို့လိုတာကကြတော့ ကျွန်တော်တို့ no proposition in on at ဘာမှမသုံးတဲ့ခါမျိုးတွေရှိတယ်ဘယ်လိုခါမျိုးမှသုံးလဲဆိုတော့ this next last every အဲ့ဒီစကားလုံးတွေပါလာပြီဆိုရင်သူ့ရဲ့ရှေ့မှာကျွန်တော်တို့က proposition မထည့်တော့အဲ့တော့ဘယ်လိုမှမျိုးလဲ what are you doing this afternoon ပေါ့နော်ဒီနေ့လည်းမင်းဘာလုပ်မှာလဲအဲ့တော့ in this afternoon လည်းမဟုတ်ဘူး on this afternoon လည်းမဟုတ်ဘာမှမထည့်တော့ this afternoon goodbye see you next week เนาะအဲ့တော့ see you in next week မဟုတ်ဘူး see you at next ဖြစ်လည်းမဟုတ်ဘူးเนาะ he was here last tuesday အဲ့တော့ last ပါတဲ့အတွက် no proposition ဖြစ်သွားတယ် we go to the gun every year nine proposition in on at go နှစ်ချုပ်ပေါ့เนาะခြုံငုံပြီးပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင် clock တိုင်းနဲ့အချိန်တိကျပြောချင် at ကိုသုံးမယ် day တွေ date တွေကိုပြောချင် on ကိုသုံးမယ်ပြီးရင် man year season เนาะ it now နေ့တနေ့ရဲ့အစိပ်ပိုင်းနေ့ morning evening afternoon အဲ့လိုမျိုးပြောချင်ကျွန်တော်တို့က in နဲ့ပြောမယ်ဒါပေမဲ့ this to next to last to every to ပါလိုက်တော့သူ့ရှိမှာပါ proposition မှာမထည့်တော့ပြီးရင်ဒီအသုံးအနှုန်းလေးတွေကိုလည်းမှတ်ထားဖို့လိုတယ် at the moment အခုလက်ရှိအချိန်ခဏလေးကိုပြောတာ at present လက်ရှိအချိန်ပေါ့နော်ပြောမယ်ပြီးရင်ညအချိန်ဆိုရင် at night လို့ပြောမယ်မနက်ခင်းကျတော့ in the morning နေ့လယ်ပိုင်းဆိုရင် in the afternoon ဒါမဲ့ညကြတော့ at night အဲ့တော့မနက်ခင်းက in the morning အဲ့လိုမဟုတ်ဘဲနဲ့ monday morning ဆိုတော့ monday ဆိုတာပါတဲ့အတွက် on ဖြစ်သွားပြီအဲ့တော့ तू က specific day ဒီနေ့ရဲ့ morning ကိုပဲပြောတာဖြစ်တဲ့အတွက် तू က on monday morning ပြီးတော့ at christmas ဆိုတာဒီ christmas ကာလအတွင်းပေါ့နော် christmas ကာလဆိုတာအများအားဖြင့်ဒီ december 25မတိုင်ခင်20 လေ23လောက်ထရစပြီးနှစ်ကုန်ကန်ဒီလောက်ထီကိုခရစ်စမတ်ကာလလို့ခေါ်တယ်အဲ့တော့ at christmas လို့ပြောတယ်ဒါမှမဟုတ်ဒီဒီဇင်ဘာ25ရက်တခုတည်းကိုပြောချင်တော့ on christmas day အဲ့တော့ဒါ at နဲ့ on နဲ့ကွာခြားမှုလေး proposition နေပြီးတော့ကျွန်တော်နေရာပြ proposition တွေကိုကြည့်ရအောင်နေရာပြ proposition တွေကဘာတွေလဲဆိုတော့ in at being on ဆိုတော့အပေါ်မှာ above ဆိုတော့ မထီနေတဲ့ဟုတ်အပေါ်မှာပေါ့နော်ပြီးရင် below ဆိုတာအောက်မှာ under လဲအောက်မှာနောက် between ဆိုတာနှစ်ခုရဲ့ကြားထဲမှာနောက် by by ဆိုတော့အနီးမှာလို့အဓိပ္ပာယ်ရတယ် next to ကြတော့သူကကတ်ရက်လို့အဓိပ္ပာယ်ရတယ်နီးရကလည်းအနီးမှာပဲနောက် opposite ကြတော့မျက်နှာချင်းဆိုင်လို့အဓိပ္ပာယ်ရတယ် in front of ဆိုတာအရှိမ behind ကအနောက်မှာ against ကြတော့တစ်ခုခုမှီထားတာမျိုးဆိုရင် against တော့မှာပေါ့နော်အဲ့တော့ဒီမှာအင်္ဂလိပ်နဲ့ဗမာနဲ့မတူတာလေးတွေကိုလည်းမှတ်ထားဖို့လိုတော့ ကျွန်တော်တို့ကတစ်ပင်ပေါ်မှာလို့ပြောတယ်အင်္ဂလိပ်ကတော့တစ်ပင်ထဲမှာ in the tree လို့ပဲသုံးတယ်။အဲကျွန်တော်တို့ကကားပေါ်တက်ကားပေါ်မှာလို့ပြောပြမယ်သူက in the car ကားထဲမှာလို့ပြောတယ်။ဟုတ်တယ်ဟုတ်တယ်လीကားအလုံးပိတ်ထားတာအထဲထဲမှာပေါ့နော်။ Now ဒါပေမဲ့ bus ကားကြတော့ in the bus လဲပြောတယ် on the bus လဲပြောလို့ရတယ်။ဒီနေရာပြတဲ့ proposition တွေမှာ in နဲ့ at ကနည်းနည်းလေးရောထွေးတတ်တဲ့အတွက်အဲ့ဒါလေးကိုကျွန်တော်တို့ပြန်ပြီးတော့နှိုင်းရှင်းကြည့်အောင်။အဲ့တော့ကျွန်တော်တို့ in ငါကြတော့ lush area တွေဘောနော်ဟိုအကြီးပေါ့နေရာအခြေကြီးထဲမှာရှိတယ်လို့ပြောချင် in ကိုသုံးတယ်အဲ့တော့ in Yangon in the park လို့ပြောတယ်ပေါ့နော်ဒါမှမဟုတ်လည်းနိုင်ငံတွေမြို့တွေအဲ့ဒီထဲမှာရှိတယ်ဆိုရင် I live in Myanmar she works in Singapore စသဖြင့်နိုင်ငံတွေမြို့တွေပါပါ in သုံးတယ်နောက်တစ်ခုကအခန်းထဲမှာရှိတယ်စာအုပ်ထဲမှာရှိတယ်ဆိုရင် in ကိုသုံးတယ် in the living room စသဖြင့်ပေါ့နော် နောက်မှနေရာအတိအကျပြောခြင်းရနော် at ကိုသုံးတယ် at the door at home အိမ်မှာရှိတယ်နောက် shops တွေ station တွေဆိုလို့ရှိရင် location ကိုပြောခြင်းတာဖြစ်တယ်ပြီးတော့ at the airport လေစိတ်မှာ at the station ဗုဒ္ဓယုံမှာစသဖြင့်ပြောရပေါ့နော်နောက်တစ်ခုကပွဲလန်းသဘင်တွေကိုပြောရင်တော့ at နဲ့ပြောတယ် at the concert at the party လို့မျိုးပြောတယ် proposition တွေကကျွန်တော်တို့စာရေးတဲ့နေရာမှာနေမှာနေ့စဉ်စကားပြောတဲ့အခါမှာလည်းမြန်မြန်သုံးလုံးနေတာဖြစ်တယ်စဉ်းစားနေဖို့တိတ်အချိန်မရဘူးအဲ့တော့မစဉ်းစားဘဲနဲ့အတွဲလိုက်စကားလုံးလေးတွေကိုကိုက used to ပေါ့နော်အလေးချင်းဖြစ်နေဖို့လိုတယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် h ပဲသုံးလို့ရတဲ့စကားလုံးလေးတွေဒါလေးဆိုကိုကအမြဲတမ်းသိနေရမှာနော်အဲ့တော့ at home at work at school အဲ့တော့ចောင်းသားတယောက်ကចောင်းမှာចောင်းတက်နေတယ်ဆိုလို့ရှိရင် at school ပေါ့နော် at the bus stop at the airport at the station at the door at the office ဆိုတော့ရုံးမှာအလုပ်လုပ်နေတယ်ဆိုတော့ဒါတွေအကုန်လုံးကအမြဲတမ်း at နဲ့ပဲလာတယ်အဲ့တော့အဲ့မှာ home ကိုတွေ့တာနဲ့ share at ပဲ what ကိုတွေ့တာနဲ့ share at ပဲစသဖြင့်တော့ကိုကတန်းသိရမှာเนาะ now အမြဲတမ်း in ကိုသုံးတဲ့စကားလုံးလေး in the office အဲ့တော့ in the office ကအစားဦးရဲ့အထက်မှာရှိတာအဲ့တော့ကျွန်တော်က passport ရုံးကိုတွေ့တော့ in the office ပေါ့ in the passport office ဘာလို့ဆိုကျွန်တော်ကဝင်နေမှာမဟုတ်ဘူးကိုက passport တွားလျှောက်တာဆိုရင်ကျွန်တော် in the office ဲ့လိုမဟုတ်ဖ ೇನೆ အဲ့ဒီယုံကဝန်ထမ်းကအလုပ်လုပ်နေသူက at the office now in the car in the room in bed ဆိုတော့အဲ့ရပေါ်မှာလို့ပမာလို့ပြောပေမဲ့သူက in bed လို့အင်္ဂလိပ်ကပြောတယ် now ဆေးရုံတက်တဲ့ဆိုရင် in prison hospital ချုပ်ထဲမှာဆိုရင် in prison ပေါ့နော် now in the war လို့ကဘာကြီးထဲမှာလို့ပြောကျွန်တော်တို့ကဘာပေါ်မှာလို့ပြောတယ်သူကတော့ကဘာထဲမှာလို့ပြော in the war in the sky ဆိုတော့လေထဲမှာမိုးပေါ်မှာမိုးပေါ်မှာသူ့ အပေါ်ဆုံးပဲ on လို့မသုံးဘူးเนาะ in the sky now kitchen ကတော့အခန်းဖြစ်တဲ့အတွက် in the kitchen အစားဦးဆိုရင် in the building ဒါတွေအများအား in မယ် now on သုံးတဲ့အခါ on သုံးတဲ့အခါကျတော့ခုန on the bus on the train on the plane ဒါတွေသုံးတယ်ပြီးရင် on the wall နိုင်ငံပေါ်မှာရှိနေတယ်ဆိုတော့ on the wall ပေါ့เนาะပြီးရင် on the ceiling on the ceiling ဆိုတော့ မျက်နှာချက်မှတတ်ထားတယ်ပေါ့အဲ့တော့တကယ်တမ်း on လို့သုံးမယ်သူကအပေါ်မှာရှိနေတာမဟုတ်မျက်နှာချက်မှာကျွန်တော်တို့ကမီးလုံးကိုတတ်တယ်ဆိုမီးလုံးကမျက်နှာချက်အောက်မှာရှိနေတယ်ပေါ့နော်ဒါပေမဲ့အင်္ဂလိပ်လိုကတော့ on the ceiling ပဲ now on the floor ဒါတော့ကျမ်းမြင်ပေါ်မှာရှိတယ် now on the second floor နောက်တစ်ခုကအာကျွန်တော်တို့ TV မှာတွေ့လိုက်တယ် Facebook မှာတွေ့လိုက်တယ်ဆိုလို့ရှိရင်တော့ on TV on Facebook on YouTube လို့တောင်းပါလေဒါတွေကအလွတ်ရရနိုင်ရမယ်နော်နောက်ဒီ proposition တွေကိုကျွန်တော်တို့ကအတွဲလိုက်လေးမှတ်သားထားမယ် တလုံးချင်းမဟုတ်ဘဲနဲ့မှတ်ထားဖို့လိုတယ်။အဲ့လိုမှတ်ထားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ group ဘယ်လိုခွဲလို့ရလဲဆိုတော့ရှေ့မှာ verb လာမယ်နောက်ကနောက် to လာမယ်အဲ့တော့ verb plus to ပေါ့နော်အဲ့တော့ go to school belongs to me ပေါ့နော် belongs to ဆိုပိုင်ဆိုင်တာ this book belongs to me ဒီစာအုပ်ကိုငါကပိုင်တယ်ပေါ့နော် listen to listen ရဲ့နောက်မှာအမြဲတမ်း to လိုက်မယ်ပေါ့နော်အဲ့တော့မမားတော့ဘူး talk to explain to refer to စသဖြင့်ပေါ့နော်ရှေ့မှာရှိတဲ့ verb တွေ to ပဲလိုက်တဲ့သုံးလုံးတွေပေါ့နောက်တစ်ခုက for လိုက်တဲ့ဟာတွေ wait for wait for him wait for her wait for them ပေါ့နော် now pay for pay for the dinner pay for the lunch ပေါ့နော် now apply for the job စသဖြင့် look for ဆိုရင်တစ်ခုခုရှာဖွေတာ leave for နေရာတစ်ခုသွားတာဆိုတော့ I live Yangon for Mandalay ဆိုရင်ငါကရန်ကုန်နေထွက်ခွာပြီး Mandalay ကိုသွားတာအဲ့တော့ to လို့မသုံးဒီနေရာမှာเนาะ live to မဟုတ်ပဲ live for now about လိုက်တဲ့ဟာဒီအဲ့တော့ talk about ဘာအကြောင်းကိုပြောနေလဲတခုခုပြောရင် talk about think about ဘာအကြောင်းကိုတွေးလဲ worry about ဘာဘာအကြောင်းကို worry ဖြစ်နေတယ်လဲ complain about ဘာအကြောင်းကိုမကြည်မနက်ပြောဆိုနေတယ်လဲပေါ့เนาะ now adjective ရဲ့နောက်က to လိုက်တယ်အဲ့တော့ similar to ဒီနှစ်ခုကတူတယ် this one is similar to the other one ပေါ့နော်ဒီဟာကဟိုဟာနဲ့တူတယ်ပေါ့ now used to အရင်တော့လုံနေကြဖြစ်တယ် now married to ဘသူကဘသူနဲ့ married ပေါ့နော်လက်ထပ်ထားတယ်အဲ့တော့ married with တို့ married ပါမဟုတ်ဘူးပေါ့နော် married to ဖြစ်တယ် now of adjective ရဲ့နောက်က of လိုက်တယ် afraid of ကြောက်တယ် proud of ဂုဏ်ယူတယ် aware of သတိပြုမိတယ်အဲ့တော့ဒီလိုအတွဲလေးတွေမှတ်ထားဖို့လိုတယ် ဲ့တော့ဒီ proposition နဲ့ပတ်သက်ပြီးအခြေခံ rules တွေအနေနဲ့ကဒီလောက်သိထားရင်ရပါပြီအဲ့တော့ရှေ့မှာပြောခဲ့တယ်လို့ပဲစာမြင်များဖတ်ဖို့လိုတယ်။သူပြင်တော့အင်္ဂလိပ်မူရင်းစာတွေမြင်များဖတ်ပါပြီးရင်မူရင်း native speaker တွေပြောတာကိုမြင်များနားထောင်ပါပြီးတဲ့အခါမှာကျွန်တော်တို့စကားလုံးတွေကိုအတွဲလိုက်မှတ်သားပါ share slide တွေမှာပြခဲ့တယ်လို့ပဲသူကဘယ်နေရာမှာဘယ်လိုပြောလို့ရှိတယ်။စာပြင်ဘယ် verb ရဲ့နောက်မှာဘယ်စကားလုံးလိုက်တယ်ဘယ် adjective ရဲ့နောက်မှာဘယ်စကားလုံးလိုက်တယ်စာပြင်အတွဲလိုက်ကြည့်မှတ်ထားဖို့လိုတယ်။ပြီးတော့အဲ့အရာတွေကို ်မြင်များလေ့ကျင့်မယ်မြင်များအသုံးပြုမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကျောင်းကျင်လာမှာဖြစ်ပါတယ်